အားလုံးပဲကြားမှာဗေကင်းကြပါသေးဗျာ။နွေဥတ္တစာ channel ကနေပြီးတော့နောက်ဆုံးရတွန်လိုင်းသတင်းတွေကိုထုတ်လုပ်တင်ဆက်ပေးပါတော့မယ်။ဒီကနေ့2025ခုနှစ်ဒီဇင်ဘာလ10ရက်နေ့နေကင်းပိုင်းအတွက်တင်ဆက်ဖို့ရွေးချယ်ထားတဲ့သတင်းတွေကတော့ဒီ KNU ဘူဌာနချုပ်ယုံနယ်မြေကိုစစ်တပ်ကအသေးခံ drone 6စီးနဲ့ပုံကျဲတိုက်ခိုက်တဲ့သတင်း။နောက်ရန်ကုန်အပါဝင်နိုင်ငံအနှံ့ကပြည်သူတွေအတန်တိတ်တပိတ်မှာပါဝင်ကြတဲ့ဆိုတဲ့အကြောင်း နောက်ပြီးတော့ရွေးကောက်ပွဲကျင်းပဖို့အချိန်ခါကောင်းမဟုတ်ဘူးဆိုပြီးတော့ဩစတြေးလျကပြောလိုက်ပါတယ်ပြီးတော့ဒီဘူးတလင်မြို့ကနေတပေးပင်ရွာကိုစစ်ကြောင်းထိုးလာတဲ့စစ်တပ်ကိုကြားပြတိုက်ခိုက်တာမှာစစ်သားထိခိုက်မှုများပြားပြီးကားတွေနဲ့တဲသွားတယ်လို့ဆိုပါတယ်64မြို့မှာလည်းဒီဒီစစ်ကောင်စီရန်နံကိုတော်လိုင်းတပ်တွေကတိုက်ခတ်တဲ့အကြောင်းလည်းရှိပါတယ် နောက်ပြီးတော့မုံရွာမြို့ပြည်တော်စုလမ်းမှာစစ်သားတွေလိုက်ပတ်လာတဲ့ကားနှစ်စီးကိုပြစ်ခတ်တိုက်ခိုက်တာမှာစစ်ဘက်ရဲလုံခြုံရေးမှူးနဲ့ဗိုလ်ကြီးပါဝင်ဆဲဦးသိမ်းဆုံးသွားတဲ့အကြောင်းတင်ပြစရာရှိပါတယ်ခင်ဗျာပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ကတော့ KNU ဌာနချုပ်ကိုစစ်ကောင်စီကဒေခန်ဒုံးနေတဲ့တိုက်ခိုက်တဲ့သတင်းကိုစပြီးတင်ဆက်ပေးကြပါမယ် ဒီကရင်ပြည်နယ် KNU တပ်မခွန်နယ်မြေ KNU ဘူဌာနချုပ်နယ်မြေကိုအကြမ်းဖက်စစ်တပ်ကအသေးခံဒရုန်း6စီးနဲ့ဗုံးကျဲတိုက်ခိုက်ခဲ့တာလို့ KNU သတင်းရင်းမြစ်တွေကပြောဆိုကြပါရယ်ဒီနေ့ဒီဇင်ဘာလ10ရက်မနေ့2နာရီခွဲအချိန်လောက်ကစပြီးတော့အကြမ်းဖက်စစ်တပ်က KNU ဘူဌာနချုပ်နယ်မြေအတွင်းကိုအသေးခံဒရုန်းတွေနဲ့ဇက်တိုက်ဗုံးကျဲတိုက်ခိုက်ခဲ့ပြီးတော့ လက်ရှိအချိန်ထိ အထိခိုက်ရှိတယ်လို့မကြားသေးတဲ့အကြောင်း KNU သတင်းရင်းမြစ်ကရှင်းပြပါရခင်ဗျာမနေ့နှစ်နိုင်ခွဲကစပြီးတော့ကာမီကာဆေဒရုန်းတွေနဲ့လာကျဲတာဒရုန်းကမီးမပါဘူးအမောင်တဲမှာအနိုင်ပြန်လာတာဒုတိယအဆင့်ကမပေါက်ကွဲဘူးနောက်တော့၅ဆင်းမြောက်၆ဆင်းမြောက်တောက်လျှောက်လာတယ်လူထိခိုက်တော့မရှိဘူးလို့ KNU သတင်းရင်းမြစ်ကပြောဆိုပါရတယ် အခုနှစ်ဇွန်လ17ရက်နေ့ည12နာရီဝန်းကျင်အချိန်ကလည်းစစ်ကောင်စီတပ်အသေးခံဒုံး9စီးနဲ့ KNU တပ်မဟာခွန်နယ်မြေ KNU ဘူဌာနချုပ်အနီးကိုအသေးခံဒုံး9စီးနဲ့စစ်တပ်ကပြစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်အသေးခံဒုံး9စီးနဲ့က5စီးပောက်ကွဲခဲ့ပေမဲ့လူထိခိုက်မှုမရှိခဲ့ပါဘူးခင်ဗျာအခုနှစ်ဇန်နဝါရီလ31ရက်နေ့ကလည်း KNU ကရင်မြို့သားအစည်းအရုံးတပ်မဟာခွန်နယ်မြေကံယူဌာနချုပ်ယုံကိုကာမီကာစီအသေးခံဒရုန်းနှလုံးနဲ့ ဒီတိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီးတော့အရတားတူထိခိုက်ဒဏ်ရာရှိခဲ့ပါတယ်2024ခုနှစ်အောက်တိုဘာလ22ရက်နေ့မနေ့စန္ဒာရီဝင်းကျင်ချိန်ကလည်းကင်ယူတပ်မခွန်နယ်မြေကရင်မြို့သားလွတ်မြောက်ရေးတပ်မတော်ကင်နလီဘူဌာနချုပ်ရှိရာနေရာကိုလည်းကာမီကာစီဒရုန်း၄စီးနဲ့ပုံကျဲတိုက်ခိုက်ခဲ့ပူးပါတယ်။ကင်ယူဘူဌာနချုပ်ကိုစစ်တပ်ကဒရုန်းတွေနဲ့ပုံကျဲမှုမှာအခုချိန်ဆိုရင်တော့၄ချိန်မြောက်ဖြစ်ပြီးတော့အခုနှစ်ဇန်နဝါရီလဇွန်လနဲ့ 2024အောက်တိုဘာလကလည်း၃ချိန်အသေးခံဒုံးနဲ့ဘုံကျဲတိုက်ခိုက်ခဲ့ပူပါတယ်ခင်ဗျာနောက်တရင်တပုတ်ကတော့ရန်ကုန်အပါဝင်နိုင်ငံအနှံ့ငါပြည်သူတွေအတန်တိတ်တပိတ်မှာပါဝင်တဲ့အကြောင်းကိုတင်ပြကြပါတယ်ဒီကနေ့ဒီဇင်ဘာလ10ရက်မှာကြာရောက်တဲ့ BB ဆိုင်ရာလူခွင့်ရေးနေ့မှာရန်ကုန်မြို့ကပြည်သူတွေကအတန်တိတ်တပိတ် Silent Strike ကိုပါဝင်ပူးပေါင်းနေကြပါတယ် ရန်ကုန်မြို့ရဲ့လမ်းမတွေပေါ်မှာဒီကနေ့မနေ့ဆယ်နာရီမတိုင်ခင်ကတည်းကကားတွေလူတွေပုံမှန်နေ့ထက်ရှင်းလင်းနေတဲ့အကြောင်းမြို့ကအငှားရင်မောင်းတူကပြောပါတယ်။မနေ့9နာရီခွဲလောက်တည်းကလမ်းပေါ်မှာလူသိပ်မရှိကြဘူးတော်တော်များများရှင်းလင်းနေတဲ့ရက်ွက်လမ်းကြားတွေထဲမှာလူတွေတောလာနေတာရှိပေမဲ့အ धिक မိန်လန်းတွေမှာတော့ကားနဲ့နဲ့ပဲတောလာနေတာတွေ့ခဲ့ပါတယ်လို့သူကဆိုပါတယ်။ဒီကနေ့မနေ့ဆယ်နာရီကညနေ3နာရီထိနိုင်ငံတော်အ အတန်တိတ်တပိတ်ဆင်နွဲဖို့ရှိနေပြီးတော့ပြည်သူလူထုအနေနဲ့ပူးပေါင်းပါဝင်ကြဖို့တပိတ်အင်အားစုအသီးသီးကနှိုးဆော်ထားပါတယ်။လူထုကောင်းဆောင်ဒေါန်ဆန်းစုကြည်အပါအဝင်ဖန်တီးထားတဲ့နိုင်ငံကောင်းဆောင်တွေနဲ့နိုင်ငံရေးအကျဉ်းသားတွေပြန်လှုပ်ပေးဖို့စစ်တပ်ရဲ့တရားမဝင်တဲ့ယူကောက်ပွဲကိုဆန့်ကျင်ကြဖို့နဲ့စစ်တပ်ရဲ့အာရမစစ်သားစုဆောင်းနေတဲ့စစ်မှုထမ်းဥပဒေကိုဆန့်ကျင်ကြဖို့ဖျက်သိမ်းဖို့စတဲ့အချက်၃ချက်ကိုအတန်တိတ်တပိတ်ကတောင်းဆိုထားပါတယ်ခင်ဗျာ။ စစ်တပ်ကတန်တိတ်တပိတ်မှာပြည်သူတွေမပါဝင်ဖို့နီလမျိုးစုံတုံးပြီးတော့ချင်းချောက်နေတဲ့ကြားကပြည်သူတွေကပပနနက်လှုပ်လှုပ်ရသလောက်ပါဝင်နေကြတာဖြစ်ပါတယ်။မန္တလေးတိုင်းအမရပူရမြို့နယ်မှာလည်းဒီနေ့မနေ့စေနာယီကစတင်ပြီးတော့ပြည်လုံးကျွတ်အတန်တိတ်တပိတ်မှာပါဝင်နေပြီးတော့လမ်းပေါ်မှာရင်အသွားလာလူအသွားလာလုံးဝမရှိတော့ဘဲတိတ်ဆိတ်ငြိမ်သက်သွားတဲ့အကြောင်းဒေသခံပြည်သူတွေကရန်ကုန်ခေတ်သစ်သတင်းဌာနကိုပြောဆိုထားပါတယ်။ မနေ့7နိုင်50မိနစ်မှာအမရပူရမြို့ပေါ်နဲ့တော်တော်များများမှာလူသူမရှိတော့ဘူးလမ်းပေါ်မှာကားရောဆိုင်ကယ်ရော မရှိတော့ဘူးအပြင်ထွက်သူမရှိတော့ဘူးဆိုင်တွေတော့ဖွင့်ထားတဲ့ဝဲသူမေးသူမရှိတော့ဘူးလို့ဒေသခံတဦးကပြောပါတယ်။နောက်ရန်ကုန်တိုင်းတာကေတမြို့နယ်ဆယ်ရက်ကွက်ဈေးမှာ ဒီနေ့ဆယ်နာရီကျော်အချိန်ကစစ်တပ်ရဲနဲ့စီဝင်တွေရောက်လာပြီးတော့စိုင်းတွေမပိတ်ဖို့ပိတ်ထားတဲ့စိုင်းတွေချက်ချင်းပြန်ဖွင့်ဖို့အတင်းကျပ်လှုပ်ဆောင်နေတဲ့အကြောင်းအဲ့ဒီဈေးအနည်းနေထိုင်သူတွေက ပြောပါတယ်။ဒါ့အပြင်ဖုန်းနဲ့အတန်တိတ်တပိတ်ဓာတ်ပုံနဲ့ဗီဒီယိုရိုက်ကူးတာတွေကိုမလှုပ်ဆောင်ဖို့နဲ့လှုပ်ဆောင်ပါကဖန်စီမယ်လို့စစ်တပ်နဲ့ရဲတွေက ပြောဆိုပြားပေးနေတဲ့အကြောင်းသိရပါတယ်ခင်ဗျာ။နောက်မြဝတီမြို့အပါဝင်တခြားမြန်မာနိုင်ငံအနှံ့ဒေသအသီးသီးက မြို့တွေမှာလည်းအလားတူတန်တိတ်တပိတ်တွေပူပေါင်းပါဝင်နေကြတယ်လို့ဒေသခံတွေကပြောကြပါတယ်ခင်ဗျာအဲ့ဒီတဲ့နဲ့တစ်ဆက်တည်းမှာပဲဒီရုပ်ောက်ပွဲကျင်းပဖို့အချိန်ကာလကောင်းမဟုတ်ဘူးဆိုပြီးတော့ဒီလူခွင့်ရည်နေ့မှာအော်စတြေးလျနိုင်ငံကထုတ်ပြန်လိုက်ပါတယ်ခင်ဗျာလက်ရှိမြန်မာနိုင်ငံရဲ့အခြေအနေဟာလွတ်လပ်ပြီးတရားမျှတပြီးတော့လူတိုင်းအကျုံးဝင်တဲ့ရုပ်ောက်ပွဲကျင်းပဖို့အတွက်လူအပ်တဲ့အရာတွေမပြည့်စုံနေတဲ့အကြောင်း ဩစတြေးလျအစိုးရရဲ့မြန်မာနိုင်ငံဆိုင်ရာတန်ရုံးကဒီနေ့ကြောက်ရွံ့တဲ့ပြည်ပဆိုင်ရာလူခွင့်ရေးနေ့မှာထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ဩစတြေးလျအစိုးရဟာမြန်မာနိုင်ငံမှာဆက်လက်ဖြစ်ပွားလျက်ရှိတဲ့နိုင်ငံရေးနဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကြက်တဲတွေအပေါ်အလွန်မင်းစိုးရင်ပူပန်မိပြီးတော့မြန်မာစစ်အာဏာရှင်ရဲ့လူခွင့်ရေးအလွဲသုံးစားပြုမှုတွေနဲ့ချိုးဖောက်တာတွေကြကြပြန့်ပြန့်လှုံ့ဆော်နေခြင်းအပြင်ရှုတ်ချကြောင်း ဒီလေကြောင်းတိုက်ခိုက်မှုအပါအဝင်ရတပြည်သူတွေကိုဆက်လက်တိုက်ခိုက်နေတာတွေကိုလည်းများစွာစိုးရိမ်လည်းရှိတဲ့အကြောင်းဖော်ပြထားပါရယ်။ဒါအပြင်တခြားလက်နက်ကိုင်ဖွဲ့တွေကကျူးလွန်ခဲ့တဲ့အကြမ်းဖက်မှုလွဲသွန်းသောလုပ်မှုတွေနဲ့ပတ်သက်တဲ့ခိုင်လုံတဲ့သတင်းတွေကိုလည်းစိုးရိမ်ပွဲသိရှိထားရတာကြောင့်ဒီညဉ့်ညာရေးလမ်းကြောင်းအစ်မှန်ဖြစ်ဖို့အကြမ်းဖက်မှုတွေအဆုံးသတ်ပြီး မတရားဖမ်းဆီးထိန်းသိမ်းခံသူတွေကိုလည်းလွှတ်ပေးပြီးတော့တက်ဆိုင်ရာပါဝင်တဲ့ဆွေးနွေးညှိနှိုင်းမှုတွေပြုလုပ်ဖို့လိုအပ်တဲ့အကြောင်းကိုလည်းထောက်ပြထားပါတယ်ခင်ဗျာအဲ့ဒီလိုအခြေအနေတွေမရှိဘဲနဲ့ကျင်းပတဲ့ရုပ်ောက်ပွဲဟာပုံမူကြီးမားတဲ့မတည်ငြိမ်မှုတွေဒီဥတည်ပြီးတော့မြန်မာပြည်သူတွေအပေါ်ဆိုးရွားတဲ့အကျိုးဆက်တွေဖြစ်စေမယ်လို့လည်းသတိပေးထားပါတယ်ခင်ဗျာနောက်စီးရီးသတင်းတွေကိုဆက်ပြီးတင်ပြပါမယ်ခင်ဗျာ ရိတ်ခါပို့ပြန်လာတဲ့ပြူစောတိရှိဦးကိုတော်လိုင်းတက်တွေကအရှင်ဖတ်မိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ချင်ပါတယ်။စကိုင်းတက်ရာတော်မြို့နယ်ကပြူစောတိအဖွဲ့ဝင်ရှိဦးကိုဒီဇင်ဘာလ9ရက်မနေ့9နာရီကျော်ကအရှင်ဖတ်မိခဲ့တယ်လို့မုံရခရိုင်အမှတ်27တက်ရင်ဇီကနေပြီးတော့သိရပါတယ်။ဖန်စီခံရသူရှိဦးမှာငွေတွင်ကျေးရွာပြူစောတိစကားကဖြစ်ပြီးတော့သူတို့ကိုငွေတွင်ရွာနဲ့ညောင်ဒူးလေးကျေးရွာကြမှာဖန်စီရရှိခဲ့တာလို့ဆိုပါရယ်သူတို့စီကနေပြီးတော့ ဒီလက်နက်တွေကမရဘူးရတာကစံစီအရက်ပိုက်ဆံတချို့ပါသူတို့ကိုထိမ့်သိမ့်စစ်ဆေးနေစေဖြစ်ပါတယ်လို့မုံရွာခရိုင်အမှတ်23တပ်ရင်းကတာဝန်ရှိသူကပြောပါတယ်ငွေရင်းရွာစကန်းကနေညောင်ဒူးလေးရွာစကန်းကိုရိတ်ခါပို့ပြီးချင်းလင်းပြန်လာတဲ့ဒီပြူစော့တီအဖွဲ့ဝင်12ဦးတည်းကအထက်ပါရှိဦးကိုပြစ်ခတ်ဖမ်းဆီးခဲ့တာလို့ဆိုပါတယ်ငွေရင်းရွာနဲ့ညောင်ဒူးလေးရွာဟာနှစ်မိုင်กว่าဝေးပြီးတော့ နေရစလုံးမှာစစ်ကော်မရှင်တပ်နဲ့ပြည်စိုးထိအင်အားတရားဝန်ကျင်လောက်တပ်ဆွဲနေထိုင်ကြတာလို့သိရပါတယ်။ဖမ်းဆီးရမိသူရှိဦးကိုစစ်စစ်မေးမြန်းပြီးတဲ့နောက်စစ်တုံးမှဥပဒေနဲ့ညီအရေးယူသွားမှာဖြစ်ပြီးတော့နောက်ထပ်ငွေတွင်ကျေးရအတွင်းမှာရှိတဲ့ပြည်စိုးထိတွေနဲ့လည်းဖက်ပြောင်းလာကြဖို့အထက်ပါတာဝန်ရှိသူကပြောပါတယ်။ဒီဖမ်းဆီးမှုကိုမုံရခရိုင်မှတ်23တိုင်ရင်တိုက်နယ်ကို MRDF နဲ့ကျေးရပါကဖမဟာမိတ်တွေကပူးပေါင်းလှုပ်ဆောင်ခဲ့တာဖြစ်ပြီးတော့ ဖန်စီခံရပြီးတဲ့နောက်မှာစစ်ကော်မရှင်ဘက်ကလိုက်လံရှာဖွေတာတွေလုပ်နေတယ်လို့လည်းသိရပါတယ်ခင်ဗျာနောက်သတင်းတပုတ်ကတော့ကြားဖြတ်တိုက်ခိုက်တဲ့သတင်းမှာဒီဘူးတလင်မြို့ကနေပြီးတော့တပေးပြင်းရွာကိုစစ်ကြောင်းထိုးလာတဲ့စစ်တပ်ကိုကြားဖြတ်တိုက်ခိုက်တာမှာစစ်သားတွေထိခိုက်မှုများပြားပြီးကားတွေနဲ့တည်ယူသွားတယ်ဆိုတဲ့သတင်းကိုဆက်တင်ပြပါမယ်တကိုင်းတိုင်းဘူးရလေမြို့ကတပြေးပင်ရွာကိုစစ်ကြောင်းထိုးလာတဲ့ကျမ်းဖက်စစ်တပ်ကိုကြားဖြတ်တိုက်ခိုက်တာမှာ စစ်သားတွေထိခိုက်မှုများပြားပြီးတော့ကားတွေနဲ့တည်ယူသွားတဲ့အကြောင်းဘူးတလင်မြို့နယ်ပကဖကတာဝန်ရှိသူအဖြူရောင်ကျွတ်ကလေးကရန်ကုန်ခေတ်သတင်းဌာနကိုပြောဆိုထားတာ ဖြစ်ပါတယ်။ဒီဒီဇင်ဘာ9ရက်မနေ့10နာရီ15မိနစ်လောက်ကဘူးတလင်မြို့ကနေတပြေပြင်းရွာကိုစစ်ကြောင်းထုတ်ဖို့ထွက်လာတဲ့ကျမ်းဖက်စစ်တပ်ကိုတလန်ရေးတပ်ဖွဲ့တွေကကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီလိုတိုက်ခိုက်မှုအတွင်းမှာအကျံဖက်စစ်တပ်ကထိခိုက်မှုများပြားပြီးတော့ဒဏ်ရာစစ်သားတွေကိုကားနဲ့ ဘူးတလင်မြို့စစ်တပ်အထိုင်စခန်းကိုပြန်လည်ခေါ်ဆောင်သွားတဲ့အကြောင်းသိရပါတယ်။ဒီနေ့နံနက်ပိုင်းကဘူးလင်မြို့နယ်တဲကလေးသဘင်ရွာတဲကိုဝင်ရောက်လာတဲ့စစ်တပ်စစ်ကြောင်းကိုကျွန်တော်တို့ကြားပြတိုက်ခိုက်တာပါ။စစ်ခွေးတေစင်းကိုတော့အတီမပြုတ်နိုင်သေးဘူး။စစ်ခွေးတွေထိခိုက်မှုများပြားပါတယ်။ဒံယာရစစ်ခွေးတွေကိုကားနဲ့ဘူးတလင်မြို့အထိုင်စခန်းကိုပြန်ပို့လိုက်တယ်လို့သိရတယ်လို့ဘူးတလင်မြို့နယ်ပကဖတာဝန်ရှိသူဖြူရောင်ကျွတ်ကလေးကပြောဆိုပါတယ်။အဲ့ဒီတိုက်ခိုက်မှုကိုဘူးတလင်မြို့နယ်တပ်ပေါင်းစုစစ်ကြောင်း ညောင်ဦးခင်တိုက်ရင်သုံးဘုဒ္ဓလင်မြို့နယ်ပကဖအဖွဲ့ BA ဗမ္မာအာမေတိုက်ရင်တပြည်သူ့တန်တက်ခရရဲ့အဖွဲ့တပရင်နဲ့ဘူတောက်တဲ့အဖွဲ့တို့ကဒီပူပေါင်းလှုပ်ဆောင်ခဲ့ကြတာဖြစ်တယ်လို့သိရပါတယ်ခင်ဗျာနောက်ဒရင်တဘုတ်ကတော့ဒီ64မြို့လမ်းပိုင်းမှာစစ်ကောင်စီရင်နှန်းကိုတွန်လိုင်းတက်တွေကကြားဖြတ်တိုက်ခိုက်တဲ့သတင်းကိုဆက်ပြီးတင်ပြပါမယ် ဒီမကွေးတိုင်း64မြို့လမ်းပိုင်းမှာစစ်ကောင်စီရင်တန်းကိုတက်ခိုက်တာမှာစစ်သားနှုတ်တေဆုံးတယ်လို့6မြို့နယ်ပကဖလက်ယုံစစ်ကြောမှုဖြိုးထက်နိုင်ကလူတို့နေယူတရင်ဌာနကို ပြောဆိုထားပါတယ်။ဒီမနေ့ကဒီဇင်ဘာလ9ရက်ညနေ4နာရီမှာစစ်ကောင်စီတပ်သားတွေပါတဲ့ကားနှစ်စီးကိုမိုင်းဆွဲတာနဲ့ပစ်ခတ်တာတွေလုပ်ခဲ့တာလို့ဆိုပါတယ်။ဒီအပိုင်းရွေးကောက်ပွဲကိစ္စတွေနဲ့ပတ်သက်လို့သူတို့စစ်ကောင်စီလှုပ်ရှားနေလို့အဲ့ဒါကြောင့်လမ်းပိုင်းမှာကျွန်တော်တို့တိုက်ခိုက်ခဲ့တာလို့ ကိုဖြိုးတက်နိုင်ကပြောပါတယ်တိုက်ခိုက်မှုမှာစစ်ကောင်စီတပ်သား2ဦးသေတယ်လို့တပ်တွင်းသတင်းတွေအရသိရလို့သူကဆိုပါတယ်စစ်ကောင်စီတပ်သားတေဆုံးတာနဲ့ပတ်သက်လို့လူလူຫນွေဦးကတိကျအတိမပြုနိုင်သေးပါဘူးဒီမိုင်းဆွဲခံရတာကြောင့်စစ်ကောင်စီက6မျိုးဘက်ကနေအားဖြစ်ပြီးတော့ဖြစ်စဉ်နေရာကိုပြန်လာကလက်နက်ကြီးနဲ့ပစ်ခတ်တာတွေရှိခဲ့တယ်လို့လည်း6ဘက်ကဖတာဝန်ရှိသူတွေကအတိပေးပါတယ်ခင်ဗျာ ဒီချောင်းမြို့ကနေစလီမြို့ကိုလာတဲ့ရင်တန်းကို6ပကဖ6မြို့နယ်ပကဖလက်ယုံစစ်ကြောင်းဗမာအာမေနဲ့တိုက်ကားဖိုက်တာအဖွဲ့တို့ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့သိရပါတယ်ခင်ဗျာဒီပြီးခဲ့တဲ့နိုဝင်ဘာလ19ရက်နေ့ကလည်းချောင်းမြို့နယ်အမှတ်3ပြည်တော်သူလမ်းပိုင်းမှာ6မြို့မှရဲတကန်းကနေနိုင်ငံရေးကျင်းသား5ဦးတင်လာတဲ့အချုပ်ကားနဲ့လုံချိုရဲကားတစ်စီးကိုမိုင်းခွဲတိုက်ခိုက်ခဲ့ပြီးတော့ဒီနှစ်200ကျော်မိန့်ချခံထားရတဲ့ရဲဘော်ကိုကာကွယ်တပ်တွေက ကယ်ထုတ်နိုင်ခဲ့တဲ့ဖြစ်စဉ်လည်းရှိခဲ့ပါတယ်ခင်ဗျာနောက်ထပ်မုံရွာမြို့ပြည်တော်သူလန်းမြို့တွင်တည်းမှာပဲဒီကြားဖြတ်တိုက်ခိုက်တဲ့တရင်ကိုဆက်ပြီးတင်ပြပါမယ်ခင်ဗျာဒီဇင်ဘာလ9ရက်နေ့ည7:00နာရီလောက်ကမုံရွာမြို့နမခါကနေပြီးတော့စစ်ဖက်ရေးရာလုံခြုံရေးဌာနမှဂျီတူး ဘူမူကြီးတင်ကိုစစ်တပ်တန်း49နဲ့မုံရမြို့ဒေါ်ခမက၃ဖွင့်ဘူကြီးစုံမင်းဦးနဲ့မုံရမြို့အမှတ်၁ရဲစခန်းစစ်ကြောရေးအရာရှိ၃ဖွင့်ဘူကြီးတို့တို့လိုက်ပါလာတဲ့ကာနစီကိုမုံရမြို့ပြည်တော်စုလမ်းမပေါ်မှာတွန်လိုင်းတပ်ဖွဲ့တွေကဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့သိရပါတယ်ခင်ဗျာအဲ့ဒီတိုက်ခိုက်မှုအတွင်းမှာ G2 ဘူကြီးတင်ကိုဘူကြီးစုံမင်းဦးနဲ့အမှတ်၁ရဲစခန်းစစ်ကြောရေးအရာရှိ၃ဖွင့်ဘူကြီးတအူးအပါဝင်ခုနှစ်ဦးတေဆုံးခဲ့ပြီးတော့ ကားတစ်စီးမီးလောင်ပျက်စီးခဲ့ပါတယ်။အဲ့ဒီတိုက်ခိုက်မှုအတွင်းမှာရှေ့ဆုံးကားမှလိုက်ပန်လာတဲ့ရင်မောင်းမောင်ဇော်နဲ့စစ်သား၂ဦးသာအသက်ရှင်ပြီးတော့ခြေထောက်ဖြတ်တောက်ဒဏ်ရာနဲ့ဂုတ်ကူရှက်မှန်နဲ့စိုးရင်ရဒဏ်ရာတွေရရှိခဲ့တဲ့အကြောင်းလဲသိရပါတယ်ခင်ဗျာ။အဲ့ဒီလိုတိုက်ခိုက်မှုဖြစ်ပွားပြီးတဲ့နောက်မှာဘိုးဘွားရိတ်တာဝိုင်းပတ်အနီးကနေပြီးတော့စစ်တပ်ကင်းနဲ့ပြည်တော်စုအင်းဖြတ်လန်းအနီးကစစ်တပ်ကင်းမုံတွေကနှစ်ဖက်ညှက်ပြီးတော့ပြန်လည်ဝိုင်းဝန်းပစ်ခတ်ပြီး တိုက်ပွဲဖြစ်ပွားရာနေရာကိုအေးပေါ်ကားတရီနဲ့စစ်ကူထွက်လာတဲ့အိမ်စည်းက28စီးတံပြားကကား10စီးရဲကား2စီးပွင့်5ပါကား2စီးဒီနမခပါရမုဒါစက်တ၄ဒီဒစီအပါဝင်မဥကိတ်မှာတောရចောင်းကိတ်ကလက်နေကြီးပြစ်ကူတွေပေးခဲ့တဲ့အကြောင်းသိရပါတယ်ခင်ဗျာဒီအဲ့ဒီနောက်တော်လိုင်းရဲဘော်တွေကမုံရမြို့ရေဦးဆန်ဆိုင်ဂိတ်ကိုလည်းထပ်မံဝင်ရောက်တိုက်ခိုက်ခဲ့တာမှာစစ်သား၃ဦးသေဆုံးခဲ့ပါတယ် တိုက်ခတ်မှုလုပ်ပြီးတဲ့နောက်မှာတော်လန်ရေးရဲဘော်တွေကအထိကဲမရှိပြန်လဲဆုတ်ခွာနိုင်ခဲ့တဲ့အကြောင်းလဲသိရပါတယ်ခင်ဗျာဒီဒီတိုက်ခတ်မှုမှာ G2 လိုက်ပါလာတဲ့ကားမီးလောင်ပျက်စီးသွားတယ်တေဆုံးတာက G2 ဗိုလ်မှူးကြီးတင်ကို သူကစစ်တပ်48နှစ်ရှိပြီးစစ်ဘက်ရေးရလုံခြုံရေးဌာနမှကဆက်သွယ်ရေးဆက်အခေါ်တောင်ကြီးလို့သိရတယ်နောက်ပြီးမုံရမြို့တော်ခမ၃ပွင့်ပူစူမင်းဦးနဲ့မုံရမြို့အမှတ်၁ရဲစခန်းစစ်ကြောရေးအရာရှိ၃ပွင့်ပူကြီးတကောင်အပါဝင်၁၀ဦးတေဆုံးတယ် ကျွန်တော်တို့မုံရမြို့အတွင်းပြည်တော်သူလမ်းပေါ်အထိတက်ပြီးတိုက်ခိုက်ခဲ့တာပါရဲဘော်တွေထိခိုက်မရှိစုခွာနိုင်ခဲ့တယ်လို့ Black Falcon အဖွဲ့ကတာဝန်ရှိသူကရှင်းပြတာဖြစ်ပါတယ်ခင်ဗျာအဲ့ဒီတိုက်ခိုက်မှုကို Black Falcon Democratic Local Coalition BLDF စစ်တေတာနှင့် PLA တတိစတာသွေးတောက်ညီကိုဒေါ်လိုင်းတပ်ဖွဲ့ဗာမတီဒေါ်လိုင်းတပ်ဖွဲ့မုံရွာ Underground Force ပြီးတော့ Mohin Defense Force Lash မွန်ရော့ဘရာသာအတက်ဖို့နဲ့ Golden Eagle အဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြတာလို့သိရပါတယ်ခင်ဗျာဒီဇင်ဘာလ10ရက်နေ့နေကမိုင်းတင်ပြပေးတဲ့သတင်းတွေကတော့ဒီမြတ်တာပဲဖြစ်ပါတယ်ခင်ဗျာကြီးစုပေးတဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ်